ွဲစည်းမှာအစားမတော်တလို့ဆိုတာကအယမ်းမှန်တယ်ဗျကိုကဘာမှမဟုတ်ဘူးတစ်ချက်လက်ကိုင်းပြလိုက်တာနဲ့တပတ်လအလူးလဲကိုခန်းစားရတဲ့တယ်ဗျဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာပွဲစည်းရကိုယ့်ကိုပြန်ချက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပွဲစည်းဆိုတဲ့သဘောတရားကြတော့မနေ့တည်းကနေပြီးအစားအသောက်တွေပြင်ထားမယ်လေသလက်ထားမယ် နောက်ကျွန်တော်တို့လမ်းဘေးမှာပေါ့လမ်းဘေးမှာဒီတိုင်းပဲခင်းထားမှာပါလေဆိုတော့ကျွန်တော်ပတ်စံတွေကင်မယ်ဒီပတ်စံတွေပဲစားတော့တွေကင်မယ်ဆိုရင်ဒါကကျွန်တော်တို့ salmonella တို့ ecoli တို့ staphylococcus တို့အစားရှိတဲ့ bacteria တွေကူးစက်ဖို့အကောင်းဆုံးနေရာပဲပေါ့အခုကျွန်တော်တို့ရောက်ရှိနေရတာကျတော့ဘန်ကောက်မြို့ရဲ့ Paknang ဆိုတဲ့နေရာမှာကျင်းပနေတဲ့12ရက်12ညကျင်းပနေတဲ့ဖျားပွဲစည်းလေးဖြစ်ပါတယ်ဆိုတော့ဒီဖျားပွဲလေးမှာကျွန်တော်ရှောက်ပြီးတော့ဒီမှာဆိုရင်ငုံကင်လေးကျွန်တော်တို့တွေ့မယ် ဒီမှာသူကြတာတခုရှိတယ်ဗျာဒီမှာအကင်ဖူမှာပေါ့နော်ဒီမှာမိကုန်းကြီးတွေသူဆုပ်ထုတ်တာဒါတော့ပွေစေးမှာနော်ဆိုတော့ပဝန်းကျင်လူတွေအတွက်အသက်ရှူရတာတတစီတာပေါ့လေဒီမှာငားကင်းနေပိုင်းညာတွေ့မဲ့အကင်တွေပေါ့ဗျာအသားစင်းငားစင်းအကုန်ရှိတယ်ဒါအထိုင်းမှာဆိုတော့အာကြာကျွန်တော်မြန်မာရဲ့အကြိုက်ပေါ့လေနော်ကိုရီးယားတို့ထိုးတို့ဟိုမှာအတုတ်တွေအာကြာစံအတုတ်ခေါက်ဆွဲအတုတ်တို့ဒါကျွန်တော်အပြင်မှာပဲဒီတိုင်းပဲခင်းထားတာပေါ့နော် ီနေ့ဗီဒီယိုလေးမှာကြတော့ပွဲစည်းရောက်တဲ့အခါအစားအသောက်တွေစားတဲ့အခါကျွန်တော်ထက်လန့်အောင်ရှော့တို့ဝင်ပြက်တာတို့เนาะအစားအစေးသေးတာတွေမဖြစ်အောင်ကျွန်တော်အချက်ဆဲချက်နဲ့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆက်လက်ကြည့်ရှုပေးကြပါဦးเนาะပထမဆုံးစီမင်းလေးရကြတော့ပူကျက်ကျက်အစာတောက်ကိုစားပါ။အာကျွန်တော်စားတောက်မဲ့အစာတောက်ဟာငွေထောင်းထောင်းထားနေရဆိုရင်ဒါကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ကျွန်တော်တို့ဝယ်စားမယ်အစားအသောက်ဟာအခုချင်းချက်ပြုတ်ထားတဲ့အစားအသောက်ဖြစ်နေဖို့ပိုကောင်းပါတယ်။ tomato ကျော်ခေါဆွဲကျော်ခေါဆွဲပြုတ်တို့လိုမျိုးပေါ့နော်။ချက်ချင်းအခုပဲကိုရှိမှချက်ပြုတ်ပြီးတော့ပကံထဲကိုထည့်ထားတဲ့အစားအသောက်မျိုးဖြစ်ပိုကောင်းပါတယ်။နေရာမှာမရမယ့်မိကုံကကျတော့အသားနဲ့ငါဘလို့ဘလောက်ကြက်အောင်ချက်ထားလဲဆိုတဲ့မိကုံဖြစ်ပါတယ်။ကျွန်တော်စားနေကြကိုရီးယားတို့ထိုးတဲ့အကင်းတောင်မှကင်မီသားကျော်ပြီးသားဆိုရင်ဘလောက်ကြက်အောင်လုပ်ထားလဲဆိုတာမိကုံကိုကျွန်တော်တို့မေးရမှာဖြစ်ပါတယ်။ဒုတိယအစားအသောက်ကကျတော့အထောင်းနေအတုပ်တွေပါ။ ်တင်မော်တီချောင်းတို့မမချောင်းတို့တင်မော်တီတုပ်တို့ခေါက်ဆွဲတုပ်တို့တချို့ကြတာထားတဲ့အကုန်လုံးတုပ်ပြီးထောင်းပြီးတော့ဘန်းနဲ့တင်ရောင်းတက်ကြတယ်ကြီးလိုက်လို့ကြာပြီလို့ထင်ရင်တော့မစားပါနဲ့အဖြစ်နိုင်ကြီးကိုရှိမှာတုပ်ပြီးတာလက်လက်ဆက်ဆက်တုပ်ပြီးတာကိုပဲဝယ်စားသင့်ပါနဲ့တတိထားမယ်တတိယစားတော့လကူကကြတော့အချင်းကြီးပဲဖြစ်ပါတယ်တော်တော်များများကကြတော့အချင်းကြီးတွေကိုဆက်ပြီးပုံကြီးနဲ့ကျွန်တော်လေးတက်လိုက်ထားတာပါเนาะရင်ကောင်းနေဝယ်မယ်ပတိရိယာရေးပွားမယ် ဝမ်းမြောက်ဝမ်းလျှော်ရဖြစ်တဲ့တဲ့အကောင်းဆုံးကကြတော့တည်တည်ကြည်ကြာဖုံးထားတာသုံးမဟုတ်တီးတန့်တထုံကျင်းစီထုတ်ထားတဲ့အချင်းကြီးတွေပဲကျွန်တော်စားသားရမှာဖြစ်ပါတယ်အိုးမှာကျွန်တော်တို့ဝတ်သားတူတူဆိုင်သွားမယ်ဗျာကျွန်တော်ငငယ်တော့ဆိုရင်အလယ်မှာပုံကြီးနဲ့ချထားတဲ့ဝိုင်းပြီးတော့အကုန်လုံးတို့စားကြတဲ့ဟာမျိုးမစားဘဲနဲ့ဟိုအချင်းရင်ဘူးလေးနဲ့ကိုလူတလောက်ပဲထဲလို့ရတဲ့အချင်းရည်လေးမျိုးအဲဝတ်သားတူတူဆိုင်မျိုးကျွန်တော်စားမှာဖြစ်ပါတယ်စရုပ်ထားအနေနဲ့တတိထားမယ်အစားသက်ကကြတော့ရေခဲမုတ်လို့ခေါ်တဲ့ ice cream နဲ့ကျွန်တော်အေးအေးလေးပေါ့နော် ဆိုတော့ရေကဲမုတ်ဆိုတဲ့နေရာမှာကျွန်တော်ကအိမ်မှာလောက်လာကြရတာများတာပေါ့နော်ဆိုတော့ရေကဲမုတ်လို့တဲ့အခါမှာဘလိုရေနဲ့လောက်ကြရလဲပုံပိုင်တဲ့ရေလားရေတွင်းတဲ့ရေလားတမောရေတန့်ရေလားပေါ့နော်ဟိုဈေးတက်တာတိုင်းလည်းကောင်းတာမဟုတ်ဘူးအဲ့လိုပြောလို့လဲဈေးကြီးတိုင်းလည်းကောင်းတယ်လို့ကျွန်တော်ပြောတာပဲမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ရေကဲမုတ်လို့တဲ့အခါမှာရေတန့်နဲ့အလုံးမဲ့ဆိုရင်ဒါကုန်းကြဈေးတစ်ခုရှိတယ်ဆိုတော့အမြဲသိထားစေချင်တယ်ဟို AA ဆိုတဲ့ဒီသဘောတရားပဲပေါ့နော်အဲ့ဒီအေးမှာဆက်နှစ်ပိုင်းရှိတယ်။ဟာရေခဲပေါ့နော်။ရေခဲဆိုတာကကျွန်တော်တို့ကငားတဲ့စိတ်နဲ့ရေခဲလား နော် industrial grade လာတော့မဟုတ်စားတောက်လို့ရတဲ့ food grade လာပေါ့နော်ရေတန်းရေကဲလာဆိုတာရှိသလိုဖြော်တဲ့အေးအေးကိုဖြော်တဲ့ရေကလည်းဘလို့ရေလဲဆိုတဲ့အရာလည်းကျွန်တော်ကအမြင်သတိထားဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုသတိထားမှာကျတော့ပတ်စံပါဒီလက်နဲ့ပဲပတ်စံကိုင်းတယ်ဒီလက်နဲ့ပဲအစားအသောက်ကိုင်းတယ်ဆိုရင်ဒါပိုကူးဆက်ဖို့ခွင့်လန်းများပါတယ်အစာအသောက်ပြင်ဆင်တဲ့အခါမှာလက်အေးဝတ်တဲ့သူတွေညှက်နဲ့ကင်တဲ့သူတွေဆီရနေပါအားပေးရမယ် အာဖြစ်နိုင်ရင်ပတ်စံကယူရဲသူသက်သက်ဖြစ်ရင်တော့ပိုကောင်းတော့ပေါ့နော်။နံပါတ်6ချက်ကကြာတော့ဈေးဝယ်သူများတဲ့ဆိုင်မှာဝယ်ပါဟိုအယောင်တွဲတဲ့အခါမှာကြတော့အစားအသောက်တွေအားလည်းပို့ပြီးလန်ဆက်တယ်။ဟိုပို့ပြီးခဏခဏပြင်ရတယ်ပေါ့နော်။အဒီတိုင်းပြင်ပြီးတော့အယောင်မတွဲတဲ့ပစ္စည်းတွေထားရတယ်။အယောင်မကုန်တဲ့ပစ္စည်းမနဲ့ပြန်ပြန်ရအောင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဒါတွေကသတိထားဖို့လိုပါတယ်။ဒါနံပါတ်6ချက်ပါ။နောက်တစ်ခုကြည့်ရမှာကြတော့ကြော်နေတဲ့စီဒီပေါ့နော်။ အနက်နေထွက်နေတယ်တမောအယောင်နေအရန်နဲ့နေပြီဆိုရင်တော့ဒါမစားသင့်တော့ဘူးဒါဒီစီတွေကကိုယ့်ရဲ့နှလုံးတွေ့လည်းမကောင်းဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးစီမဲမဲတွေတွေ့ပြီးတော့စီစီစော်နေတဲ့ဟာမျိုးတွေဆိုရင်မစားပါနဲ့အကျော်သွားလိုက်ပါနံပါတ်၈ချက်အနေနဲ့သိရမှာကြတော့အယောင်တောက်တောက်တွေကိုရှောင်ပါဟိုမှာအယောင်တောက်တောက်တွေဆိုတဲ့နေရာမှာကျွန်တော်တို့ကခောက်ဆွဲတုပ်တွေရှိတယ်ဟိုအချင်းတွေရှိတယ်ဒီအယောင်တွေအရန်တောက်နေနီးရဲရဲတွေဖြစ်နေတယ်အချင်းမားတော့များတာပေါ့နော်နောက်ပါရှိအောင်လဲကျွန်တော်တို့အကင်တို့ เนาะจตากินတို့ဘာกินတို့ညာกินတို့သူတို့စူးစီးစိုးတာရှိတယ်เนาะအေးတို့ဘာရေခဲချစ်တို့လိုမျိုးအိမ်မှာဆေးတွေပေါ့เนาะအယောင်နေပုံမှန်မဟုတ်တဲ့အယောင်နေပါနေဆိုတော့ဒါမျိုးရှုံဘူးလို့ပါလေနောက်တစ်ခုအနေနဲ့အရေးကြီးတာကတော့ကျွန်တော် timing စားသားရတဲ့အစားအသောက်တွေပေါ့ဥပမာပကံနေပါမယ်ဇွန်းနေပါမယ်ခွက်တွေပါမယ်ပေါ့အသားတွေကိုဘယ်လိုရေနဲ့ဆေးနေရလဲဘယ်လိုစက်ပြာရေနဲ့ဆေးနေရလဲအဲဒီဘလောက်တုံလဲပေါ့နော်ဘလိုစလုံးနဲ့ထည့်ပြီးဈေးနေရလဲဆိုတော့ကွန်မြင်ရတာမဟုတ်ဘူး ဟိုပွဲစည်းမှာကူးတက်တဲ့เนาะပိုးမွှားဆိုတာကကျွန်တော်တို့ဘက်တီးရီးယားပဲဝမ်းပြက်ဝမ်းရှော့တာပဲမြင်နေလို့မရအောင်အသေးအောင်အတော့ဘီပိုးစီပိုးရီဆိုတာလည်းဒီဟာပဲကူးရတာပဲပေါ့เนาะဆိုတော့ဒါလေးတွေကျွန်တော်တတိထားရမယ်ဖြစ်နိုင်ပါဆယ်ဝယ်စားပေါ့နောက်ဆုံးအချက်အနေနဲ့ကျွန်တော်ပြောချင်တာကကြတော့ကိုဗစ်လုံးဝလိုမျိုးပဲလက်စေးကြီးလေးတွေဟန်းချက်လေးတွေဆောင်ထားရမယ်အစာမစားခင်မှာလဲလေတေချာကိုဆေးပြီးမှစားမယ်ဖြစ်နိုင်ရင်တစ်ခါသုံးဇွန်းတစ်ခါသုံးပကံတစ်ခါသုံးခွက်တွေနဲ့ရောင်းတဲ့ဆိုင်လေးကဝယ်မယ်ပါဆယ်ဆွဲမယ် နောက်မှာရှိသေးတယ်ဆိုရင်တော့အထောင်းကြီးအတုပ်တွေပေါ့နော်စင်ကောတွေရှိမယ်ဟိုအသားစင်ကောတော့ပဇွန်စင်ကောတော့အသားစင်ကြီးတွေလုပ်ထားတာဟာလေကိုတတိထားမယ်ကိုယ့်ကိုချင့်ချိန်ရမယ်ပေါ့ဗျာစိုးစေးလေးပါလေကိုရှောင်းမယ်နောက်မတန်းနဲ့ကိုစိတ်ထဲမှာမတန်းဘူးလို့ခံစားရဆိုရင်စားနဲ့နော်အစားမတော်တလို့ဆိုတာကျွန်တော်တို့ရှိသေးတယ်ဒါလေးတွေဆင်ချင်မယ်ဆိုရင်တော့ပွဲစည်းမှာကိုစားခြင်းတဲ့အရာလေးလေးကျွန်တော်စိုင်းရင် ီကာလာလေးလေးကိုဖျက်သန်းနိုင်မှာပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင်ဝင်မြပေးပါ like လုပ်ပေးပါ share လုပ်ပေးပါပေါ့နော်။ဟိုနောက်ဗီဒီယိုမှာမဲတွေ့ပါမယ်။ကြည့်ရှုပေးတဲ့ပရိသတ်တွေကိုလည်းအားလုံးကျေးဇူးတင်ပါတယ်။